ူနာပြုဆရာမပြောတာဗောနော်ဒီအန်နာကောင်းမှုတာကဖုံးမပေးမသုံးရင်ကောင်းမယ်လို့သူမိခင်ကိုပြောတာဖုံးပေးသလုံးပြောတဲ့အရာကိုသူနာပြုဆရာမနဲ့စကားများကြတယ်ဗျတကယ်ပဲအုံနောက်မရှိကြတာလားမသိမိဘတွေကကလေးတွေကိုမလိုအပ်တဲ့နေရာတွေမှာအရင်ကြီးကာပါမပေးတင်အဲ့ဒီယူလာတဲ့အခါမှာမိခင်ကပါဇက်တဲ့ခုမကြည့်တော့ဘူးဗျအဲ့စုပင်နေကြတဲ့ကိုပြစ်ချတယ်အကလေးတွေကအရင်ဖိုက်စာလောင်တဲ့အခါမှာဒီစုပင်နေကြတဲ့ကိုဆင်းပြီးတော့မှ အစာကိုရှားတယ်ဗျ။အာရွှေလင်းရုံရဲ့တာသမီကိုလက်ချင်းမီးတဲ့ပုံစံမျိုးပေါ့။အားလုံးမင်္ဂလာပါ။ Clava Moa Channel ကိုကြိုဆိုလိုက်ပါတယ်။ Modi နဲ့တစ္ဆက်ပြခြင်းနဲ့ဗီဒီယိုတွေကတော့ခလေးတွေကိုအလူလိုက်ပြီးတော့ဖုန်းပေးတုံးတဲ့မိဘတွေအတွက်ကိုဒီစီကနေပြီးတော့ပြပြတ်လာပဲဖြစ်ပါတယ်။ခလေးတွေအတွက်အရောက်မှာအန်တီရများရယ်ပေါ့နော်။ဒီခလေးတွေကိုအလူလိုက်ပြီးတော့ဒီထိတ်ချုပ်တဲ့မိဘတွေအတွက်ကိုလည်းဒီစီကနေပြီးတော့ပြပြတ်လာပဲဖြစ်ပါတယ်။အရောက်မှာဘူးတရာရစီရယ်ပေါ့နော်။ခလေးမိဘတွေဆိုရင်မဖြစ်မနေကြည့်တင်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ မနေ့ကရွှေပြည်သာစေကမှာတွေ့ခဲ့တဲ့အရာလေးကိုပြန်ပြီးတော့မျှဝေပြီသူ့သမီးကကျွန်တော်မြင်လာတော့9နှစ်သမီးလောက်ရှိမှထင်တယ်အဲကောင်းမှုလို့တဲ့သမင်းစားပြီးတော့နည်းနည်းအံ့တယ်ဆိုပြီးစေကလာပြအဲကျွန်တော်လည်းစေကတော့ပြတဲ့အချိန်နဲ့အဲတွေ့တော့ဒီဖြစ်ပျက်လေးတွေ့လာတာအော်စေကလာပြတယ်အော်ဆရာဝန်နဲ့ပြပြီးတော့မဆရာဝန်ဆေးဆိုးတော့ကလေးကအပြင်ထွက်လာတော့ငိုးတယ်ဗျအဲငိုးတော့အဲ့ဒါနဲ့သူ့ရဲ့အမေကသူ့သမီးကို ဖုံးပေးတုံးတယ်သူသမီးကဖုံးလဲကင်အောင်အငိုတိတ်သွားတယ်ဗျအဲသူနာပြုဆရာမပြောတာဗောနော်ဒီအန်နာကောက်မှုတာကဖုံးမပေးမတုံးရင်ကောက်မယ်လို့သူမိခင်ကိုပြောတာတချို့မိဘတွေကတကယ်အုံနောက်ပဲကျွန်တော်ပြောရရိုင်းသွားမယ်ဆို sorry ဗျတကယ်အုံနောက်ပဲမရှိတာလားမသိဘူးကလေးတွေရဲ့အနာဂတ်ကိုမစင်စားတတ်တဲ့မိဘရဲ့လက်ထဲမှာကြီးပြင်းလာတဲ့ကလေးတွေရဲ့ဘဝတကယ်မတွေးရစရာလက်တလို့အဖြစ်ပြက်ကိုပဲကြည့်တယ်ကလေးအထံကိုမကြည့်ဘူး အဖုံးပေးသလုံးပြောတဲ့အရာကိုလက်စမာနဲ့သူနာမှုဆီယမ်မာနဲ့စကားများကြတယ်ဗျ။ဩသူနာမှုဆီယမ်မာလေးကသဘောကောင်းပါတယ်။ဩဆက်ပြီးတော့မှဩစကားများခြင်းလို့သူနာမှုဆီယမ်မာလေးကရှောင်ဖက်သွားလိုက်တဲ့အဲကာမာကပြဿနာတော့ငြိမ်းသွားတာပေါ့။ဒါပေမဲ့အဓိကပြဿနာကဘာလဲဆိုတော့ဒီသူနာမှုဆီယမ်မာနဲ့တက်တဲ့ပြဿနာမဟုတ်ဘဲနဲ့ဒီကလေးရဲ့ပြဿနာဒီကလေးတွေကိုမိဘတွေကအနာဂတ်ကိုမစင်စားကြဘူးဗျ။တကယ်အဲဘယ်လိုပြောမလဲ။တကယ်ပဲအုံနောက်မရှိကြတာလားမသိဘူး။ ီဖုံးပေးသုံးတယ်ဆိုတာကကျွန်တော်လူကြီးတွေတောင်မှတခါလေကြောက်ရှင် ဖုံးသုံးတာများလို့ရှင်နည်းနည်းခေါင်းမှုခြင်းလေဗျအန်းနေသမီးစားရင်လည်းအန်းခြင်းတယ်ဗျအဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်ဗျအဲ့ဒါကိုမစင်စားဘူးကလေးကိုအလိုလိုက်တဲ့ပုံစံနီးလန်းနေအရင်မှားနေတယ်ကျွတ်မိပါလေကလေးကိုချစ်တာနီးလန်းနေအရင်မှားနေတယ်ဗျအာတခါကြောက်ရင်ကလေးတွေအဲ့ရနိုးလာလို့ရှင်ကြည်ကြည်ပါကလေးတွေကိုအရင်ဖြစ်စီမဲ့စကားတွေမပြောဘူးအပြောစီမဲ့စကားတွေပြောတယ်။ဟောငါသမီးလေးကငါသားလေးကတနာဖို့ကောင်းလိုက်တာ ဒါတွေကမပြောသင့်တဲ့စကားတွေကလေးကဘာမှဖြစ်တာမဟုတ်အဲ့ရနိုးရင်ကလေးကိုချစ်တာချစ်ဖို့ဘာဖြစ်လို့ကလေးကိုအားငယ်စေတဲ့စကားတွေပြောကလေးကအဲ့ရနိုးတဲ့ခါမှာမလန်းဆန်းဘူးအာအပြော့တဲ့ပုံစံဖြစ်တယ်မိဘတွေရှိမှဂျီရှင်တဲ့စိတ်နှလုံးသားကိုရိုက်သွင်းပေးတယ်ဟောစိတ်တကြစီတဲ့နှလုံးသားကိုရိုက်သွင်းပေးတယ်ဟောဒါတွေကလည်းမကောင်းဘူးတခါကြီးကြလို့ရှိရင်ကလေးတွေကိုဟောตาตมีมนัสสาบาซามเลยสู่จูมีดาโอ้ว่ะม้านี่ล่ะเปียกลีดิโฮทรัชลุกไข่น่ะดากอ๋อไม่ก้าวหมูก้าวเนาะก้าวมาเลย ဒါမဲ့ကလေးကိုရွေးချယ်ခိုင်းနိုင်ဆိုတာထက်မိဘကဒါစားတဲ့နဲ့ဒါစားတဲ့နဲ့ဆိုပြီးတော့မှလမ်းညွှန်ပြီးတော့မှတုံတင်ပေးတာပိုကောင်းမယ်လို့ကျွန်တော်မြင်တယ်။ဒါကလေးတွေကိုအလိုလိုက်ပုံအလိုလိုက်နည်းတွေနီလန်မှားနေတဲ့အရာတွေပေါ့။ကလေးတွေကိုရွေးချယ်ခိုင်းနိုင်ဆိုတာထက်မိဘကရွေးချယ်ပြီးတော့မှကလေးတွေကိုစားသုံးတဲ့အရာလမ်းညွန်တဲ့အရာတွေကိုမိဘကပြနိုင်ဖို့အတွက်လိုအပ်တယ်။လိုခဲ့တဲ့3လလောက်ထင်တယ်3လ4လလောက်ဖြစ်မှထင်တယ်။ရန်ကင်းဖက် ဲ့မှာတည်တဲ့လူတွေရဲ့လူတွေရဒီဒီကလေးရဲ့အကြောင်းပြောပြတယ်မိဘကအရန်ကြီးအရန်ကြီးကောက်ွယ်ပြီးတော့ကလေးရဲ့စိတ်ထဲမှာအရာအလုံးကငါမိဘကကောက်ွယ်ပြီးတယ်ပဲထင်ပြီးတော့မှဟောဒီလမ်းကိုရဲဒီကလေးကအဲ့လိုပဲတယ်လမ်းဖြတ်ကိုဘယ်လဲမကြည့်ညာလဲမကြည့်ဘူးလေဒီတိုင်းပဲတက်တက်ဖြတ်ကူတာပေါ့ကလေးရဲ့စိတ်ထဲမှာဘလို့လဲဆိုလို့ရှိရင်ငါမိဘကအရာအလုံးကောက်ွယ်ပြီးတယ်လို့ထင်ပြီးတော့မှလမ်းဖြတ်ကူတာအစအခုပင်ကင်းမဲ့သွားတယ်ဗျဒါကအရန်မှားတဲ့အရာမိဘတွေကကလေးတွေကိုမလိုအပ်တဲ့နေရာတွေမှာ အရန်ကြီးကာပါမပေးသင့်ဘူး။ဟောခုနတော့ကဆေးခမ်းမှာဖြစ်တဲ့အဖြစ်ပြက်လို့ပေါ့။ဟောကလေးကိုဖုံးပေးတော့တဲ့အရာမှာကလေးကနတ်စမကိုကြည့်တဲ့အကြည့်ရလဲ။ဟောတိတ်စိတ်မချမ်းမြေ့စရာပဲဗျ။အဲ့ဒါကိုမိဘကဝင်ပြီးတော့ကောက်ွယ်ပေးတယ်။ဒီကောက်ွယ်ပေးပုံပေးနေရမကောက်ဘူးဗျ။ဒီကလေးရဲ့အနာဂတ်အတွက်ဟောထိခိုက်သွားနိုင်တယ်။ဒါမှမဟုတ်ဒီမှာရှိနေတဲ့မိဘတွေကြည့်နေမယ်။အဲခုနရွှေပြည်သားအစီကမှာတွေ့ခဲ့ရတဲ့မိဘရှိမယ်ဆိုလို့ရှိရင်လည်းစိတ်မဆိုးပါနဲ့လို့เนาะကိုကလေးကိုဟိုအနာဂတ်ကိုကြည့်ပြီးတော့မှ ုံတင်ပေးဖို့ရန်အတွက်ကျွန်တော်မျှဝေပေးပါရစေ။ကျွန်တော်ရဲ့အဲဒီမျှဝေမှုကိုလည်း like and share လေးလုပ်ပေးကြပါလို့။ကဲမိပါလေ။ဒါလေးတော့အဆုံးနေ့နားအောင်ဆင်ရှင်နေကြ။ရွှေလင်းုံကြီးကတားကောင်တွေပောက်တော့မယ်ဆိုရင်ဘာလို့လဲဆိုရင်ကဘာပေါ်မှာအမြင်ဆုံးဖြစ်တဲ့ကြောက်ဆောင်တွေကိုတတ်သွားတယ်ဗျ။အဲကြောက်ဆောင်တွေကဘယ်နေရာမှာရှိလဲဆိုရင်ဟိုးပင်လယ်သမုဒ္ဒရာကြီးရဲ့အဆက်မှာရှိတယ်။အဲကြောက်ဆောင်တွေကိုတတ်သွားပြီးတော့လှိုင်ကူတွေသွားရှာကြတယ်။လှိုင်ကူတွေရှာပြီးတော့မှ တွေ့ပြီဆိုတာနဲ့တန်ရှင်းလုပ်တယ်။တိုင်ကိုဘေးနားမှာအန်ဒီရရှိတာကြည့်တယ်။မရှိဘူးဆိုတာနဲ့အဲ့တိုင်ကိုတန်ရှင်းလုပ်ပြီးတော့မှမြေပြင်ပေါ်ဆင်းပြီးတော့မှဘာရှာလဲဆိုရင်ကဘာပေါ်မှာအင်မတန်အမ်းမှအန်ဒီရများပါတယ်ဆိုလို့စုပင်ကိုရှာတယ်။စုပင်ကြီးစုကတ်တွေရှာပြီးတော့ပြီးတော့အန်ဒီကိုတည်သွားတယ်ဗျ။တိုင်ကိုတော့တည်သွားပြီးတော့မှတိုင်ကိုမှာတေးသေးချာချာခင်းနေအဲ့စုပင်ကြီးကိုအရန်ချုံထွက်ပြီးတော့မှထီတာနဲ့သွေးထွက်နိုင်တဲ့စူပင်ကြီးကိုယူသွားတာဗျ။အဲ့မှာတေးချခင်းနေခင်းပြီးဆိုတော့အဲ့အပေါ်မှာသူက စစ်ပင်တွေတစ်ခတ်တွေအရွက်တွေကိုအများကြီးအများကြီးခင်းနေဗျခင်းပြီဆိုတာနဲ့အဲ့ဟာကြီးကဘလို့ဖြစ်သွားလဲလို့ပေါ့ဗျာမှုရပုံစံဖြစ်သွားတယ်အပေါ်မှာတော့တစ်ရွက်တစ်ခတ်တွေနဲ့အရန်တတောင်တတာရှိတယ်ဒါပေမဲ့အောက်မှာတော့စူးပင်တွေစုခတ်တွေနဲ့တော့ဆိုတော့အရန်ကြီးမြင့်ပြီးတော့မှကလေးတွေကိုဝေးဖွာလို့ရမယ်ဆိုပါပုံစံမျိုးဖြစ်သွားတယ်အဲ့ဒီပုံမှာကလေးတွေကိုပောက်ွားတယ်ဗျပောက်ွားပြီးပြီဆိုတာနဲ့ကလေးတွေပောက်ပြီးဆိုတာနဲ့မိခင်ကြီးကအစာရှာတယ်အစာရှာပြီးယူလာတယ်ကလေးတွေရဲ့ပါဇက်တွေကိုခွန့်ကျွေးတယ်ဗျကလေးတွေက အစင်းလေးစောင့်စားယုံပဲဒါပေမဲ့အဲ့လိုမျိုးအစင်းလေးကြွေးတာကြာလာတဲ့အခါမှာမိခင်ကြီးကဘာဆက်လုပ်လဲဆိုလို့ရှိရင်အပေါ်ကတိရွက်တွေအကုန်လုံးကိုဖယ်ထုတ်ပလိုက်တယ်ဖယ်ထုတ်ပလိုက်တော့အောက်မှာဘာပဲရှိတော့ဆိုတော့စူးပင်တွေပဲရှိတော့တယ်အဲနောက်အစာတွေယူလာတဲ့အခါမှာမိခင်ကပါစက်တဲ့ခုံမကြည့်တော့ဘူးပြအဲစူပင်ကြီးဂျားတွေကိုပြစ်ချအကလေးတွေကအရန်ပိုက်စာလောင်တဲ့အခါမှာဒီစူပင်ကြီးဂျားတွေကိုဆင်းပြီးတော့မှအစာကိုရှာရတယ်ဗျစူပင်ကြီးကမှဆင်းပြီးအစာရှာတော့စူပင်ကြီးနဲ့ထိတယ်အသားတွေက စူးပြင်းနဲ့ထိုးတယ်ထိုးပြီးသွေးတွေထွက်တယ်ဒဏ်ရာတွေဖြစ်တယ်ဒါပေမဲ့မိခင်ကြီးကဘာမှမလုပ်ဘူးဗျာမိခင်ကြီးကကြည်နေတယ်အာကလေးတွေကနေ့စဉ်နေ့တိုင်းအစာတွေကိုအိုက်တဲ့ထည့်ပြီးတော့ကလေးတွေအထဲကိုဝင်တယ်စူးပြင်းနဲ့ထိုးတယ်ဒဏ်ရာတွေရတဲ့အနာတွေဖြစ်တယ်ဒါပေမဲ့ကြာလာတဲ့ခါမှာဘာဖြစ်လဲဆိုတော့အတမာတွေတက်လာပြီးတော့မှကလေးတွေရဲ့အသားတွေကအယမ်းကိုတန်မာလာတယ်ဗျာဒါမိခင်ကြီးကကလေးတွေကိုလေ့ကျင့်ပေးတဲ့လေ့ကျင့်လေ့ကျင့်ကြီးပေါ့ဗျာဒါရွှေလင်းယုံရဲ့တာသမီကိုလေ့ကျင့်ပေးတဲ့ပုံစံမျိုးပေါ့ 加纳罗、格雷利啊，阿达利啊，丹马拉比多马，阿不会当内的呀，三米八了，阿以前嘛没看呀，记得，都格雷利亚，边路右边啦都记的，边路右的出来要来看嘛，苏比尼、阿格罗沃，都阿当蛮几年，可差不来。苏比尼、格罗沃阿加多来看嘛，阿不嘛三个月下来很一批多，阿叫格雷利亚，明年某年咪说呢，三个月八万六了嘛，阿都好记的了，阿讲嘞，以前咪呢，可不嘛，咪从你，乡咪收了变，训练用的爆发力的呀，白都嘛没有那人的呀。 别的他往往没有个年年好，矮年嘛没法了，矮、這、到个里年，本来毛年咪说呢，不往里熬五几年，矮起嘛，米坑也爬路也少咯，啊不往里熬，个里头倒卖一年开差不来，个里年熬个涨价，涨价来干嘛？招商你说了，哎、這、呀、個，我麻椒了，个里头涨价的，招商呢，提的还没八匹马路，走路啊，啊不往嘛苏北的呢，见大眼的五哩，提的他们不是搞了熬嘞，毕业毕业呢熬嘞，啊没没毛病，熬的。 အပေါ်ကိုကြည့်ပြီးတော့អော်တယ်ဒါပေမဲ့တောက်ဆောင်နဲ့ထိတယ်ပြုတ်ကြတယ်မိခင်ကအပေါ်ကနေကြည့်နေဒါပေမဲ့ကလေးတွေကမြေပြင်ကိုရောက်ခံနေပြီဆိုတာနဲ့ရွှင်လေးကိုမာကြီးကအောက်ကနေကလေးတွေကိုတော့ပြန်ဆယ်သွားတယ်ဆယ်ပြီးတော့တဲသွားတယ်အဲ့လိုပဲနေ့စဉ်ရတိုင်းလေ့ကျင့်ပြီးလေဗျနေ့စဉ်ရတိုင်းလေ့ကျင့်ပြီးတော့ကလေးတွေကအပေါ်ကနေပြုတ်ကြတယ်မိခင်ကဆယ်တယ်အပေါ်ကနေပြုတ်ကြတယ်ဆယ်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ကလေးတွေကအတောင်ပံလေးတွေခတ်တက်လာတယ်ဗျခတ်တက်လာပြီးနောက်ဆုံးတော့မိခင်ကြီးကအပေါ်ကနေပြစ်ချ အပြန်တင်ပြီးတဲ့အခါမှာ ကလေးတွေအပြန်တက်သွားတယ်အပြန်တက်သွားတဲ့ကဲအပြန်တက်သွားတာနဲ့တခါလေကလေးတွေအစာပါရှာတက်သွားတယ်ဗျဒါပေမဲ့ဒီလိုဖြစ်လာအောင်မိခင်ကြီးကကြိုတင်ကြံစည်ပြီးတော့မှကလေးတွေကိုလေ့ကျင့်ပေးသင်ကြားပေးရတယ်ဗျအဲ့လိုပါပဲကျွန်တော်လူတွေဆိုတာလေကိုယ်သားသမီးတွေကိုအချိန်ပြည့်မဆုတ်ကင်ထားပါဘူးသားသမီးတွေကိုလွတ်သိရင်လွတ်ပေးရတယ်သားသမီးတွေကိုဆုံးမတဲ့အခါမှာအရန်ချစ်လွန်အားကြီးတော့တချို့တွေဆိုလို့ရှိရင်အသက်20 30 ရှိတီတောင်ကလေးတွေကိုအရန်ကိုချုပ်ကင်ပြီးချစ်လွန်အားကြီးတယ်ဗျဒါလည်းမကောင်းဘူးဗျတချို့မိဘတွေဆိုလို့ရှိရင်အော်ကိုသားသမီးတွေကိုတိုးမွေးတယ်လို့မွေးတယ်တစ်ဖက်ကကြည့်ရင်မိဘရဲ့မြင့်တာပေါ့ဗျဒါပေမဲ့မိဘရဲ့မြင့်တာကချစ်တာနဲ့နှစ်တာနဲ့မကွဲပြားဘူးဖြစ်နေတယ်ယနေ့ရွှေလင်းရုံဝင်တင်ကန်းစားဘာလဲဆိုရင်သားသမီးတွေကိုအပြန်တင်တက်အောင်တင်ပေးတယ်အစာရှာတက်အောင်ရှာပေးတယ်အဲ့ဒီမတိုင်ခင်မှာကလေးတွေကိုတန်မာအောင်လို့အရင်တင်ပေးတယ်ဗျစုပင်တွေကြားထဲမှာအစာတွေရှာတက်အောင်လို့ တင်ပေးတယ်ဗျာကဲကျွန်တော်တို့မိဘတွေတော့တင်ကန်းစားပါလဲဆိုကလေးတွေကိုယခုချိန်မှာတင်ပေးပါကလေးတွေကိုခိုင်းတင်တာကိုခိုင်းပါအရေရာမှာတက်တောင့်တက်တာမထားပါနဲ့လို့ကျွန်တော်ဒီကနေ့ဝေမျှပါတယ်ဗျာနောက်နေ့တွေမှာလည်းဒီရွှေလင်းရုံနဲ့တင်ကန်းစားလည်းဆက်ပြီးဝေမျှပေးသွားပါမယ်ဗျာ ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ဒီစီယာဥပမာပြီးတော့တဲ့တင်ကန်းစာလေးအရင်အောင်မနားထောင်လို့လည်းကောင်းနေပါတော့ချစ်တဲ့မျိုးကြီးလည်းဘဟုတုတတင်ကန်းစာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရဲ့ရှင်ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေးရှယ်ပေးတော့ဖို့တောင်းဆိုပါတယ်ဒါမှလည်းကလေးမိပါလေးတိမာပါတော့နောက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတာဗီဒီယိုဘဟုတုတရက်စရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတိဆက်ပေးတော့မှာမိုးမွေး channel လေးကို like and subscribe နဲ့တောင်းဆိုပါရဲ့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ